ကိန်းကဘိုင်ယန်နဲ့ချန်ပီယံလိရခဲ့ရင်ဘလွန်နီယိုလည်းရနိုင်တယ်လို့ဆိုလိုက်တဲ့ဟက်စကီဘိုင်ယန်မြို့နဲ့တင်းရဲ့အင်္ဂလန်တိုက်စစ်ကစားသမားဟယ်ရီကိန်းဟာဒီရသီမှာဘိုင်ယန်မြို့နဲ့တူချန်ပီယံလိဖလားကြီးကိုရယူနိုင်ခဲ့မယ်ဆိုရင်2025ဘလွန်ဒီယိုဆုအတွက်လည်းခြေနေကောင်းလာနိုင်တယ်လို့အင်္ဂလန်ကစားသမားဟောင်းကြီးအီမီဟက်စကီကသုံးသပ်လိုက်ပါတယ်။တတိယအောင်စပါတင်မှာနှစ်ပေါင်းများစွာကျင်လည်ခဲ့ပြီးမှ2023နွေကမှဘိုင်ယန်အသင်းစီရောက်ရှိလာခဲ့တဲ့ကိန်းဟာသူ့ရဲ့ဘိုင်ယန်ကစားသမားဘဝပွဲဥဒ္ဒရာဒီမှာပဲဂိုးပေါင်းများစွာတွင်းယူခဲ့သလိုဒီရသီမှာဆိုရင်လည်းဂိုး32ဂိုးနဲ့79ဖန်တီးပေးထားနိုင်ပါတယ်။ဘိုင်ယန်အသင်းကိုစတင်ရောက်ချိန်က စူပလိုက်နဲ့လွဲချော်ခဲ့ရသေးတဲ့ဂိမ်းဟာဒီအဒီမှာတော့အနည်းဆုံးဘွန်ဒလီကာဖလာရယူနိုင်ဖို့ကတေချာသလောက်ရှိနေပြီးချန်ပီယံလိမှာဆိုရင်လည်း quarter final တီတက်လန်ထားနိုင်ခဲ့ပါတယ်တကယ်လို့ဂိမ်းကဘိုင်ယန်နဲ့ချန်ပီယံလီယောဘွန်ဒလီကာပါရယူနိုင်ခဲ့မယ်ဆိုရင်ဘလွန်ဒီယောတော့ပါချီနီကောင်းလာနိုင်တယ်လို့ဟက်စကီကပြောဆိုလိုက်ပါတယ်ဒီနေ့မှာဟယ်ရီဂိမ်းဘလွန်ဒီယောစုကိုရရှိနိုင်တယ်လို့တရားရဂိုင်းလုံးမြင်ပါတယ်ဂိမ်းနဲ့ဆိုရင်ဂိုးတွေရမယ်ဆိုတာကိုအမြဲတမ်းသိထားပါတယ်သူဟာဒီနေ့မှာစူပလာတခုခုရရှိဖို့ရှိနေတယ်ဆိုတာကိုမြင်ရတာကောင်းပါတယ်အနည်းဆုံးဘွန်ဒလီကာဖလာပေါ့အဲ့ဒါကသူ့ရဲ့ဘလွန်ဒီယောစုတွေအထောက်ကိုဖြစ်စေပြီး တံမွေးလေးကိုရောက်စီပါလိမ့်မယ်အဲ့ဒါကသူ့အတွက်စုကိုအမှန်တကယ်ရရှိဖို့လုံလောက်တဲ့အထိအားသာချက်ရှိမလားဆိုတာကိုစောင့်ကြည့်ရပါလိမ့်မယ်ဒါပေမဲ့သူကအဲ့ဒီတိုင်ဂိုးတွေသွင်းနေတဲ့ရေးတံမွေးထဲမှာမျက်ရှိနေမှာပါဘွန်ဒက်လီကာနဲ့ချန်ပီယံလိဖလားနှလုံးကိုသာရခဲ့မယ်ဆိုရင်တော့ဘလူးနီယောစုအတွက်ရှင်ပြိုင်နိုင်မှာတေးကြပါတယ်လို့ဟက်စကီကသုံးသပ်လိုက်ပါတယ်ဟာရီကိန်းရဲ့ကစားသမားဘွားတစ်ချောင်းမှာအကြီးမားဆုံးပြောစမဲ့ဖြစ်စေခဲ့တဲ့ရာကတော့အဓိကစူပလာရီမရှိခဲ့တာပါပဲကိန်းဟာကမ္ဘာပေါ်လုံးလောကရဲ့တည်ငြိမ်ဆုံးဂိုးသွင်းသူတွေကတူဦးဖြစ်ပေမဲ့စပါးမှာကစားနေကြတဲ့ကစူပလာရီနဲ့နီးစပ်ခဲ့ပြီးမှလက်လွတ်ခဲ့ရပါတယ် ဒါပေမဲ့ဒီရာသီမှာတော့ဒီအချိန်ကြီးကနေပြောင်းလဲဖို့ရှိနေတယ်လို့ဘလွန်ဒီယားလိုမျိုးစုအတွက်ပါမျောလင့်လာနိုင်ပါတယ်။ဒီမှာကျွန်တော်တို့ကတော့အမှားကိုချက်ပြတ်